ားလုံးနဲ့မင်္ဂလာပါဒီတစ်ပတ်မှနားဆင်ရမယ့်ရက်ဝေသနာပြင်ခေါင်းစဉ်က ဖျားသခင်ဤလိုင်းပေါ်မှာခေါ်တယ်ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်။ရေးသားပေးပို့ထားတဲ့သူကတော့ချီလီနိုင်ငံမှာနေထိုင်တဲ့ဆမ်မြေပဲဖြစ်ပါတယ်။ချီလီနိုင်ငံတက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားနေတဲ့ဆမ်မြေကတော့သူ့ဘာကြောင့်စာမေးပွဲကြရတယ်လဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပါတယ်။အထက်တန်းကျောင်းသားဘဝတုန်းကလည်းသူကစာကိုကောင်းမှုစွာကြိုးစားလှုပ်ဆောင်ခဲ့ပါတယ်။တက္ကသိုလ်ပထမနှစ်ရဲ့ပထမအနှစ်ဝက်စာမေးပွဲမှာဆိုရင်ပုတ်စာသင်ချာတွေအခရာသင်ချာတွေယူဘဗေဒနဲ့ဓာရုဗေဒဘာသာရပ်တွေကိုသူကမအောင်မြင်ခဲ့ပါဘူး။ ်ဒီဘာသာရက်တွေကဆိုရင်အောင်မြင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘာသာရက်တွေအောင်မြင်မှပဲလက်ရှိ engineer ဖြစ်မှာပဲဖြစ်ပါတယ်။ဆမ်မီအနေနဲ့ဒုတိယနှစ်စာမေးပွဲမှာလည်းဘာမှမထူးခြားလာပါဘူး။နောက်ဆုံးစာမေးပွဲကြီးအတွက်စူးစမ်းပြင်ဆင်နေတဲ့အချိန်မှာဆိုရင်သူကစာကြောင်းလေးတစ်ကြောင်းကိုလက်ခံရရှိခဲ့ပါတယ်။ဆမ်မီအတွက်လူမှုကွန်ရက်ပေါ်မှာဆွေမျိုးတယောက်တင်လိုက်တဲ့ ဘာသာရေးလိုင်းပြောင်းလိုက်ပါလားဆံမြင်းဆိုတဲ့စာကြောင်းလေးတစ်ကြောင်းပဲဖြစ်ပါတယ်။ဒီလူမှုကွန်ရက်ပေါ်ကစာကအသင်းတော်မှာရှိတဲ့ဆရာတွေကိုကျေးဇူးတင်ကြောင်းပြောတဲ့အခါသမယမှာ ရေးထားတဲ့စာတစ်ကြောင်းပဲဖြစ်ပါတယ်။ဒီစာကစံမြေကိုအံ့အားသင့်စေခဲ့ပါတယ်။ဒီဆွေမျိုးတွေကစံမြေကိုနှုတ်ဆက်ကြောင်းကျမ်းမာကြောင်မေးဟံမတူကြောင်ကိုလည်းဆံမြေကခန်းစားမိပါတယ်။ဒါနဲ့ဆံမြေကနေကောင်းလားလို့စပြန်ရေးလိုက်ပါတယ်။ကောင်းတယ်ငါဘာသာရေးနဲ့ဆိုင်တဲ့ဘာသာရပ်တွေကိုလေ့လာနေရဆိုပြီးတော့ဆွေမျိုးတွေကသူ့ကိုစပြန်ခဲ့ပါတယ်။ဆံမြေတရားဟောဆရာဖြစ်လာဖို့ရန်အတွက်တူးတယောက်ကနေပြီးတော့ဒီလိုတိုက်တွန်းခြင်းက အခုခါကပထမအကြိမ်တော့မဟုတ်ပါဘူး။ဒါကြောင့်ပထမအကြိမ်မှာဖြေခဲ့တဲ့ပုံစံနဲ့ပဲဆံမြေကပြန်ပြီးတော့ဖြေခဲ့ပါတယ်။ဆံမြေအနေနဲ့ကျွန်တော်ကအသင်းသားတွေထံမှာတွားရောက်လေပတ်ခြင်းတွေတရားဟောခြင်းတွေအသင်းတော်အလုပ်တွေလှုပ်ကန်ခြင်းတွေကိုလှုပ်ဆောင်ပွင့်ရန်အတွက်ဘာသာရေးလှိလာစရာမလိုအပ်ပါဘူးဆိုပြီးတော့ဆံမြေက ပြောလိုက်ပါတယ်။ဒါပေမဲ့ ဖယားသခင်ကကျွန်တော်ကိုခေါ်ရင်တော့ကျွန်တော်လုပ်ပါမယ်ဆိုပြီးတော့ဆံမြေကပြန်ပြီးတော့စာရေးလိုက်ပါတယ်။တစ်ဖက်ကဆွေမျိုးကလည်းဆံမြေရေးဆုတောင်းပါဆိုပြီးတော့ပြန်လည်ပြီးတော့ပြောလာပါတယ်။ဆံမြေကတော့ဖယားသခင်ကိုဆုတောင်းရန်သဘောတူခဲ့ပါတယ်။စာမေးဝဲကြီးအတွက်ပြင်ဆင်နေတဲ့အချိန်မှာဆံမြေကခေါင်းကိုမှော့ပြီးတော့ကိုရောကျွန်တော်ကိုခေါ်ရဆိုရင်တော့ကျွန်တော်မငင်းပါဘူး။ဒါပေမဲ့ကိုရောခေါ်တယ်ဆိုတာတော့သိကြစီပါ။ကျွန်တော်အတွေ့အကြုံခေါင်းတွေထဲမှာမရှုပ်ထွေးစေချင်ပါဘူးဆိုပြီးတော့ဆံမြေကဖယားသခင်ကိုစကားပြောခဲ့ပါတယ်။သူယူထားတဲ့ ဘာသာရပ်တွေကိုပြောင်းလဲခြင်းကအရှုံးပေးရတဲ့အတူပါတယ်။အင်ဂျင်နီယာဘာသာရပ်တွေကိုထားခဲ့ပြီးတော့ချီလီနိုင်ငံရဲ့ဝေးလံနဲ့တတ္တမနှင့်အသင်းတော်ရဲ့တက္ကသိုလ်ကိုတွားရောက်ခြင်းကဆမ်မြော်ရဲ့မိဘတွေကိုစိတ်ပျက်စေနိုင်ပါတယ်။မာကျန်းစာတွေကအပြည့်ဟန်ရဲ့အကြောင်းကိုဆမ်မြေကသတိရမိလာပါတယ်။ဘယ်အရက်ကိုတွားရမယ်ဆိုတာကိုမသိဘဲနဲ့ဖယားသခင်ရဲ့အလိုတော်အတိုင်းထွက်သွားခဲ့ပါတယ်။ခရစ်တော်ရဲ့တပည့်တော်တွေကလည်းကိုရောရဲ့နှောက်ကိုလိုက်ရမယ်အကြောင်းကို ြန်ပြီးတော့သူအောင်မိလာတယ်။သခင်ယေရှုကိုငင်းပယ်တဲ့သူတွေကိုလည်းသူကတရားမိလာခဲ့ပါတယ်။သခင်ခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့အတွက်မိဘတွေကိုအရင်ဦးဆုံးနှုတ်ဆက်ပါရစေ။ကိုယ်ဥစ္စာတွေကိုစီမံခွဲဝေပေးပါရစေဆိုတဲ့စသဖြင့်အကြောင်းပြပြီးတော့သခင်ယေရှုကိုငင်းပယ်တဲ့သူတွေနဲ့ဆံမြေကတော့မတွေ့ချင်ပါဘူး။ဒါကြောင့်ဆံမြေကဆက်လက်ပြီးတော့ဆုတောင်းခဲ့ပါတယ်။သူဆုတောင်းတာတတိယဘက်ရောက်တဲ့အခါမှာတော့ဆံမြေက သူနှစ်ချင်းခံခဲ့စဉ်ကဖက်ကြားခဲ့တဲ့ကျမ်းပိုက်ရဲ့အကြောင်းအရာတွေကိုပြန်လည်ပြီးတော့မှတ်မိလာခဲ့တယ်။တာမန်အချိန်တွေမှာတော့ဒီလိုကျမ်းစာဖတ်လို့မရှိခဲ့ပါဘူး။ဒါပေမဲ့သူလေ့လာခဲ့တဲ့မှတ်တယ်ခန်းကြီး28အခန်းငယ်16ကနေ20မှာသူရေနှစ်ချင်းခံတဲ့အချိန်မှာသူရေးခဲ့တဲ့ကြမ်းချက်ပဲဖြစ်ပါတယ်။တင်းတို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေနဲ့ခမဲရောသားတို့တန့်ရှင်သောဝိညာဉ်တို့ဤနာမ၌ဗတ္တိဇံကိုပေးကြလော။ငါသည်တင်းတို့အားပေးသည်မြတ်သောပြည့်ညတ်တော်တို့ကိုဆောက်ရှောက်စေခြင်းကဆုံးမ ဩဝါဒပေးကြတော့ငါဒီလဲကဲကဘာကုံဒီတိုင်အောင်တင်တို့နဲ့အတူအစင်မပြတ်ရှိပြီဟုတပည့်တော်တို့အားမိန်တော်မူ၏ဒီကြမ်းချက်ကိုစဉ်းစားမိတဲ့အချိန်မှာဖယားသခင်ကသူ့ကိုတရားဟောဆရာဖြစ်စေဖို့ရန်အတွက်အလိုတော်ရှိတယ်ဆိုတော့ကိုသူကသိမြင်လာခဲ့ပါတယ်။ဆမ်မြေကသူ့ရဲ့နာမည်ကိုသူသတိရမိလာခဲ့တယ်။ကျမ်းစာထဲကဆမ်မြေရဲ့မိဘတွေအကြောင်းကိုလည်းသူကသတိရမိလာခဲ့ပါတယ်။ဆမ်မြေကသူ့ရဲ့မိဘတွေအကြောင်းကိုလည်းပြန်လည်ပြီးတော့သတိရမိလာခဲ့တယ်။သူ့ရဲ့အဖေက အမေနဲ့လက်မထက်ခင်မှာဆိုရင်ဝေးစိတ်ကင်စာကိုခံစားနေခဲ့ရပါတယ်။အသက်ရှုံးလူနေပါလဲဖြစ်ခဲ့ရပါတယ်။ဒီယောဂါကိုဆရာဝန်နဲ့ခွဲစိတ်ကူတာတဲ့ခါမှာလဲပြောက်ကင်ခဲ့ပါတယ်။ဆရာဝန်ကသူ့ရဲ့ဖခင်ကိုခလေးယူဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့တတိပေးခဲ့ပါတယ်။စံမြေရဲ့မိဘတွေကလက်ထပ်ပြီးတဲ့နောက်မှာခလေးရရှိဖို့ရန်အတွက်ဘုရားသခင်စီမှာဆုတောင်းခဲ့ကြပါတယ်။တာဦးလေးရလာတဲ့ခါမှာစံမြင်းဆိုတဲ့နာမည်ကိုကင်မွန်းတက်ရန်ရွေးချယ်ခဲ့ကြပါတယ်။ကိုရောကိုတောင်းလျှောက်သည်ဟုအတိတ်ပဲရတဲ့ စံမြေဟုမဲ့ခေါ်ခဲ့ပါတယ်စံမြေကိုလည်းဖျားသခင်ရဲ့အမှုတော်ကိုဆောင်ဖို့ရန်အတွက်သူ့ရဲ့မိဘတွေကစကတ်ခဲ့ကြပါတယ်စံမြေကသူ့ရဲ့အံ့ဩဖွယ်မွေးဖွားလာခြင်းနဲ့နှစ်ချင်းခံယူစဉ်ကရွတ်ဖက်ခဲ့တဲ့ကြမ်းချက်ကိုသူပြန်ပြီးတော့တည်ရတဲ့အခါမှာအဖာကိုရောရဲ့ခေါ်တော်မူခြင်းကိုကျွန်တော်လက်ခံပါတယ်။ယခုမိဘတွေကိုခွင့်တောင်းရန်အတွက်ကုညီပေးပါဆိုပြီးတော့ဖျားသခင်စီမှာတောင်းလျှောက်လိုက်ပါတယ်။တံမြေရဲ့ဆုံးဖြတ်ချက်ကိုမိခင်ဖြစ်တဲ့သူက အင်ဂျင်နီယာကသားနဲ့မအပ်ဆက်ဘူးဆိုတာကိုအမေသိတာပေါ့ဆိုပြီးတော့ချက်ချင်းလက်ခံခဲ့ပေမဲ့လေသူ့ရဲ့အဖေကတော့ချက်ချင်းလက်ခံဖို့ရန်အတွက်တုံ့ဆိုင်နေခဲ့ပါတယ်။သားဖြစ်သူကိုအင်ဂျင်နီယာတဦးဖြစ်စေလိုတဲ့အတွက်ကြောင့်မလို့ငွေကြေးအကုန်ကြများစွာခံပြီးတော့ပညာသင်စေခဲ့ပါတယ်။ဆမ်မြေရဲ့ညီမကတတမနှစ်အသင်းတော်တက္ကသိုလ်မှာပညာသင်ကြားနေပါတယ်။ဆမ်မြေကအဲ့ဒီတက္ကသိုလ်မှာတွားရောက်ပြီးတော့ပညာသင်ကြားမယ်ဆိုရင်အိမ်မှာသားသမီးမရှိတဲ့အတွက်ကြောင့်မလို့၆ကတ်သွားတော့မှာပဲဖြစ်ပါတယ်။ အဆုံးမှာဖျားသခင်ရဲ့ခေါ်တော်မူခြင်းကိုသူ့ရဲ့အဖေကလက်ခံပြီးတော့ဘာသာရေးပညာကိုလေ့လာဖို့ရန်အတွက်ခွင့်ပြုချက်ပေးခဲ့ပါတယ်။ဆမ်မြေကသူတက်ရောက်နေတဲ့အင်ဂျင်နီယာကောလိပ်ကိုထားခဲ့ပြီးတော့ချီလီနိုင်ငံတတမနီအသင်းတော်တက္ကသိုလ်ကိုကျောင်းမဖွင့်ခင်တပတ်အလိုမှာရောက်သွားခဲ့ပါတယ်။ဆမ်မြေရဲ့ရှင်မျိုးတော်သူကတော့သူကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ယနေ့မှဆိုလို့ရှိရင်ချီလီနိုင်ငံတတမနီအသင်းတော်တက္ကသိုလ်မှာတရားဟောဆရာတဦးဖြစ်လာဖို့ရန်အတွက်ဘာသာရေးပညာရပ်တွေကို တင်ယူလေ့လာနေတဲ့ဇန်နေကတော့အသက်20နှစ်ရှိခဲ့ပါပြီ။ဖယားသခင်ကျွန်တော်ကိုခေါ်တဲ့အတွက်ကြောင့်ကျွန်တော်ဝမ်းမြောက်မိပါတယ်။ကိုရောနောက်ကိုလိုက်ဖို့ရန်အတွက်ကျွန်တော်ဆန္ဒရှိပါတယ်ဆိုပြီးတော့ဇန်နေကပြောကြားခဲ့ပါတယ်။ယခု73မှတ်အလူငွေဟာဆိုလို့ရှိရင်ချီလီနိုင်ငံတတမနှင့်အတင်းတော်တက်ကတူရဲ့ဘောရာဆောင်တိုးချဲ့ရန်အတွက်ကူညီပေးသွားမှာပဲဖြစ်ပါတယ်။ဘောရာဆောင်နေရာမလုံလောက်တဲ့အတွက်ကြောင့်မလို့ကျောင်းဝန်းကျင်ပါမှာကျောင်းသားပေါင်းများစွာကနေရာထိုင်ခင်းခက်ခဲလျက်ရှိပါတယ်။ အဲ့ဒီကြောင့်မှာကျောင်းသားပေါင်း3000ခန်းကပညာသင်ကြားလဲရှိပြီးတော့အများစုကတော့မျော်လင့်ခြင်းအတင်းသားတွေမဟုတ်ကြပါဘူး။အဲကြောင့်ရရစွာလူတိုင်းပြေးကြဖို့ရတဲ့လေးစားစွာတင်ပြအပ်ပါတယ်။ဒီတစ်ပတ်ကပ္ပရဲ့ဝိသနာသတင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကြားနာရတဲ့အရောက်ချင်းစီတိုင်းပေါ်မှာဖြတ်ပြီးကောင်းချီးပေးပါစေ။